အသင်းပေါ်ဝေဖန်မှုတွေကိုဂရုမစိုက်ဘူးလို့ဆိုလိုက်တဲ့အာမိုရင်မန်ချက်စတာယူနိုက်တက်အသင်းရဲ့နီးပြရူဘင်အာမိုရင်ကအသင်းပေါ်ဝေဖန်မှုတွေကိုဂရုမစိုက်ဘူးလို့ပြောခဲ့ပေမဲ့ယူကာဆေကိုရှုံးနေခဲ့တဲ့ပွဲစဉ်မှာတော့သူတို့တင်းကအမားတွေအများကြီးလောက်ခဲ့တယ်လို့ဝန်ခံပြောဆိုသွားခဲ့ပါတယ်။ဗနိကစိန်ကျင်းပေါ်မှာ United ဟာယူကာဆေကို6-2နဲ့အပြတ်သက်ရှုံးနေခဲ့ပြီးအင်ရှင်တင်းက United ရဲ့အမားတွေကိုအကြိမ်ကြိမ်အသုံးချကာအခုလို့ဂိုးပြတ်အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။ဒီပြအာမော်ရင်ကတော့ဒီရှုံးပွဲကိုလင်းမထားခဲ့တယ်လို့ပြုမှုကိုစူးစမ်းခဲ့ပေမဲ့အတင်းကအမားတွေလုံများခဲ့တယ်လို့ပြောခဲ့ပါတယ်။ပွဲပြီး Premier League Production နဲ့အင်တာဗျူးမှာ အမော်ရင်ကအခုလိုပြောခဲ့ပါတယ်အမားတွေအများကြီးလုပ်ခဲ့တယ်ယူကာဆယ်ကစက္ကန်ဘောတွေမှာပိုတံပါခဲ့တယ်ကျွန်တော်တို့အမားတွေအများကြီးလုပ်ခဲ့တာကအနိုင်ရဖို့ပိုပြီးခက်ခဲစေခဲ့ပါတယ်ဒါပါပဲအကုန်လုံးမှနည်းနည်းစီပါဝင်နေပါတယ်တကူတဲ့ကိုထောက်ပြဖို့ခက်ခဲတယ်။ယူကာဆယ်လိုထိတ်တန်းသင်းတွေကိုအနိုင်ရဖို့တကယ်ခက်ခဲပါတယ်။ပြိုင်ဘက်ကိုကူညီပေးတဲ့အမားတွေလုံမိတဲ့အခါပိုခက်ခဲသွားပါတယ်။ဂျာတာပရင်းနေပွဲကိုအာယုံဆိုင်ကြပါစို့။ကျွန်တော်တို့အများကြီးပိုကောင်းအောင်လုပ်နိုင်နေဆိုတာအားလုံးမြင်နိုင်မယ်ထင်တယ်။ဒီနေ့လောက်ခဲ့တဲ့အမားတွေအားလုံးကိုဂျာတာပရင်းနေမှာမလောက်ရဘူးလို့အမော်ရင်ကပြောဆိုခဲ့တယ်လို့ အတင်းပေါ်ဝေဖန်မှုတွေနဲ့ပတ်သက်ပြီးတော့လေကျွန်တော်နားလည်ပါတယ်ဒါပေမဲ့ဂီယုမဆိုင်ပါဘူးပွဲရှုံးတာထက်ပိုဆိုးတဲ့အရာမရှိပါဘူးလူတွေကသူတို့ပြောချင်တာကိုပြောလို့ရပါတယ်ကြာသာပရင်းနေပွဲကတကယ်အရေးကြီးတယ်ကြာသာပရင်းနေကိုအာယုံဆိုင်ကြမယ်လို့ရှင်းလင်းဖြေဆိုသွားခဲ့ပါတယ်အမော်နီယာယူနိုက်တက်ကိုပြီးခဲ့တဲ့နိုဝင်ဘာလမှာအမတ်ပီးစီးယားရဲ့အဆင့်ဆက်နှစ်နေရာနဲ့တာဝန်ယူခဲ့ပြီးအခုတော့အဆင့်ဆက်လေးနေရာထိတောင်ရောက်နေပါတယ်ဒီယာဒီယာယူနိုက်တက်ရဲ့ပရီးမီးယားလိတမိုင်းမှာအဆိုးဝါးဆုံးဖြစ်လာဖို့ရှိနေပြီးသူတို့ရဲ့မျောလင့်ကြအားလုံးကဒီယာဒီမာယူရိုပါလိဖလာယာဖို့ပုံမှာပဲတည်ရှိနေပါတယ် करते हैं अमर बच्चे कहते हैं